ချောင်းကန်လေးကရန်ရန်ကြော်လေးကိုသတိရလို့ဒီနေ့ကြော်စားကြည့်ပါတယ်။အရင်ဆုံးခောက်ဆွဲချောင်းနှစ်ထုပ်ကိုပြုတ်ပါမယ်နော်။ခောက်ဆွဲပြုတ်တဲ့အခါမှာသတိထားမှာကခောက်ဆွဲသားတွေကိုအရင်ပြုတ်မသွားသေးဘူးပါပဲ။ယူလီယာကတော့2မိနစ်လောက်ပြုတ်ပြီးတော့ကြာတော့ခြာပါတယ်။ပြီးရင်တော့ဆော့ဆက်ပါမယ်။ခောက်ဆွဲပါပါတဲ့အမုံတုပ်လေးတွေကိုပကံစုံနဲ့ထည့်ပါမယ်နော်။တုံရန်ရတာရကျင်လို့တုံရန်ကလေးပါထည့်ပါမယ်။ ပြူလိုက်ရတော့ခနောင်းကတော်ရံကလေးကိုနည်းနည်းထည့်ထားပါဗျ။ကိုကတော်ရံအရသာကြရင်နည်းနည်းပုံများပြီးထည့်လို့ရပါတယ်နော်။ပြီးရင်တော့ရင်းနှွေးလေးနည်းနည်းနဲ့အချင်းရည်လေးတွေကိုတမအောင်ငွေထားပါမယ်နော်။ဒါလေးရတော့ပါဝင်ပစ္စည်းလေးတွေပါ။ဖြတ်သူမျိုးလေးကိုတပြားရိုက်ပြီးတော့ကြတော့စီဘွားကြောက်ပါမယ်။ပြီးရင်တော့အကူတိုင်းနဲ့ဆက်တဲ့အသားနဲ့အရွက်တွေထည့်လို့ရပါတယ်။ ။ဒီလိုရတော့ပဲဝင်ပေါင်းနဲ့ပါလုံးလေးရှိလို့ထည့်ထားပါတယ်။ပြီးရင်တော့အရသာလေးတွေထည့်ပါပဲနော်။ရစ်ထားတဲ့ခောက်ဆွဲလေးတွေထည့်ပြီးတော့ကြတော့ဆော့ပါတစ်ခါရဲထည့်ပါမယ်။ပြီးရင်တော့ခောက်ဆွဲနဲ့ပါဝတ်ပစ္စည်းလေးတွေကိုတမအောင်မှုရမယ်နော်။ခောက်ဆွဲသားလေးတွေပြက်မသွားအောင်လို့ဖွဖွလေးပဲမှုရမယ်။ချက်ဝင်လေးတစ်လုံးလည်းထည့်ပါမယ်နော်။ ကိုကရေလေးဆက်ဆက်နဲ့စားကျင်တယ်ဆိုရင်တော့ရေလေးနဲ့နဲ့ထည့်ပြီးတော့ကြာတော့ကျော်လို့ရပါတယ်။ဒီလိုရတော့ဒီလိုအချောက်တိုက်ပြီးပူချိုက်လို့ပါ။မွေးပြီဆိုရင်တော့ဆက်အောင်လို့ပေါ့နော်။အောင်မျိုးသီးစိမ်းလေးထည့်ပါမယ်။ ိမ်မှာရှိရဲ့နန်းနန်းပင်နဲ့ကျက်သွမြင်လေးတွေပါထည့်လိုက်ပါမယ်နော်ဟေ့ခုဆိုရင်တော့လက်ကူမြန်ဆန်နဲ့ရရန်ကြော်လေးရပါပြီ။ចောင်းသားဘွားအမတ်တရားဖြစ်တဲ့မုံလေးတွေရှိရင်လည်းပြောခဲ့ပါအောင်နော်။